မျက်ရည်တော်ခန်းသွားမလို့ကမငိုနိုင်တော့ဘူးအဲ့လောက်ထိဖြစ်တယ်ကျွန်တော်ညလုံးနေတော့အိမ်ရောရောင်းကိုင်းပြီးချိန်ဆက်ပြီးပြန်ရတဲ့ရက်တွေတော့ရှိရဲဆိုတော့ဒါကျွန်တော်တို့ကတော့တော်တော် heavy drama ပါကျွန်တော်မပြောဘူးအဲ့ရက်တွေမှာလေမပြောဘူးမပြောလုံးဝမပြောကျွန်တော်လောက်ကြီးပြီးတော့အများနဲ့ခွေနေတဲ့သူတော်မှာအဲ့ရက်တွေမှာလုံးဝကျွန်တော်ပျော်ရွှင်မှုပြောင်းတယ်ရှင်မွေလာဆိုတာပြောင်းနေဆက်ကြပဲမှုတင်တဲ့အခါကျတော့အဲ့လိုမျိုးလည်းဖြစ်တယ်ပြီးတော့ pressure လည်းအရန်များတယ်အဲ့ကရက်တဲ့ချိန်ဒါအရန်ကိုအောင်မြင်ပြီးတော့အရန်ကိုအောင်မြင်တဲ့ဝတ္ထုဖြစ်နေပြီးတော့ကိုယ်နဲ့တင်းဆောင်တဲ့ရမောကလည်းသူက တော့ရောမနေဘူး။သူကငိုဆိုမျက်ရည်ဗူးသီးလုံးတော့ကြားလိုက်ဘောက်ဆို။မင်းရဲ့အမြင်ကအချင်းတည်းတည်းကြည့်ချင်နေတယ်ငါ့အောင်ချင်။အဲ့ဒီမကောင်းတဲ့တီကြီးကိုကြားတာ။နေပါရီကြည့်ပြီးထင်ကြီးနေရဟမ်။ ထာရဝေဆိုတာအရင်ကတည်းကလည်းနာမည်ကြီးခဲ့တဲ့ဒါဆရာမပေါ့နော်ကလျာဝိစာသိပ္ပံရဲ့ဒါဇလန်လေးပေါ့နော်ဝတ္ထုလေးဖြစ်တယ်ဒီမုန်းတော့ဒီဂရိုက်တာကိုရှိမှလည်းပုံဖော်ခဲ့တူရှိရဲ့အခုလည်းဇလန်တွဲလေးနေရာမှာကိုကြတဲ့ဂရိုက်တာကိုအကောင်းဆုံးပုံဖော်ပြီးတည်ဆောက်လာပါတယ်ရှင်အဲကျွန်တော်ကပြောခဲ့သလိုပဲပေါ့နော်ဒီဇလန်းလေးကကျွန်တော်ကိုယ်တိုင်အရင်ကြိုက်တဲ့ဇလန်းလေးပါဝတ္ထုဖတ်ပြီးတဲ့အချိန်မှာဒီဇလန်းရဲ့ပြိတ္တကျွန်တော်ဖြစ်သွားတယ် ဖြစ်သွားတဲ့အချိန်မှာကျွန်တော်ကိုကျွန်တော်ခေါင်းထဲမှာတာဝန်ကြီးတစ်ခုရောက်လာတယ်။ငါဒီကောင်ကိုတိတိကျကျစိတ်နဲ့ပြီးတော့ဒါတစ်ခုတည်းဥသာတခြားအားဆိုင်ပြီးကောင်းကောင်းအကောင်းဆုံးဖန်တီးမှရမယ်ဆိုတဲ့အတိအကျတစ်ခုဝင်သွားတယ်။ဘာလို့လဲဆိုတော့ကိုကြိုက်တဲ့ကောင်ကိုကိုပြန်ဖန်တီးရတဲ့ခါမှာအမားပါပါမှာဆိုလို့အရန်အောင်မြင်ခဲ့တဲ့ကောင်ဆိုတော့လေကျွန်တော်တို့မှာအမားလောက်ခွင့်မရှိဘူးဆိုတော့100%အာယုံဆိုင်ပြီးတော့ကျွန်တော်ပါဝင်မြူနင်းတို့အာထာဝရကိုတစ်ခွေသားလုံးကအကုန်လုံးကတခြားဒီကားလေးကိုပဲအားဆိုင်ပြီးတော့အဲအကုန် ားသုံးခေါ်တဲ့ဖန်တီးထားကြပါနော်အဲ့လိုမျိုးပိုင်းစတစ်ဘီဂန်နီးကြမှာပေါ့နော်ကျွန်တော်စကြည့်တာကြီးပြီဆိုတာလည်းကျွန်တော်တို့ရဲ့အဲတည်ဆောက်မှုတွေဒါကြီးရတော့မှာပေါ့နော်အဲကြီးတဲ့အချိန်မှာလည်းဇက်ရှိန်တွေကပိုတက်တယ်ငငယ်မှာငငယ်တော့လောက်ခဲ့တဲ့အချိန်မှာကြီးလာမှာဇက်ရှိန်ထိုးတင်တဲ့ပုံစံမျိုးလည်းဖြစ်နေခါကြတော့ကျွန်တော်ကိုယ်တိုင်အရင်ရင်ခုန်နေတယ်ကျွန်တော်ကပရိသတ်ပါကျွန်တော်စောင့်ကြည့်မှာပါဟုတ်ကဲ့ကျွန်တော်ဆိုမှတ်မှတ်ရဆေးရုံမှာရိုက်တဲ့ဆေးနေ6ဆင်းရိုက်တယ်6ဆင်းလုံးငိုလာပြီပဲကျွန်တော်မျက်ရည်တောင်ခံရအောင်မလို့ကမငိုနိုင်တော့ဘူးအဲ့လောက်ထိဖြစ်တယ်ကျွန်တော် ညလုံးလေးတော့အိမ်ရောက်ရောင်ကိုင်းပြီးချိန်ဆက်ပြီးပြန်ရတဲ့ရက်တွေတော့ရှိရဲဆိုတော့ဒါကျွန်တော်တို့ကတော့တော်တော် heavy drama ပါဟုတ်ကဲ့ဆင်းနေမှာတော့အလုံးအောင်အဲ့လိုမျိုးဖြစ်မှာဘုံကနေမွားရပါတယ်ကျွန်တော်မပြောဘူးအဲ့ရက်တွေမှာလေမပြောဘူးမပြောဘူးလုံးဝမပြောဘူးကျွန်တော်တော့ကြီးပြီးတော့အများနဲ့ခွေနေတဲ့သူတော်မှာအဲ့ရက်တွေမှာလုံးဝကျွန်တော်ပျော်ရွှင်မှုပြောင်းတယ်ရှင်မွေလာဆိုတာပြောင်းတယ်နေဆက်ကြပဲမူဒနာခါကြတော့အဲ့လိုမျိုးလည်းဖြစ်တယ်ပြီးတော့ pressure လည်းအရန်များတယ်အကရရတဲ့အချိန်ဒါအရန်ကိုအောင်မြင်ပြီးတော့အရန်ကိုအောင်မြင်တဲ့ဝတ္ထုဖြစ်နေပြီးတော့ကိုယ်နဲ့တင်းဆောင်တဲ့ရမုံကလည်းသူက လုံးဝရော့မနေဘူး။သူကငိုးဆိုမျက်ရည်ကဘူးသီးလုံးလောက်ကျလိုက်ဘောက်ဆိုတော့။ခလေးကကိုယ်ပြန်ဆောက်နေရရင်လည်းမကောင်းဘူးဆိုတော့ကိုယ်ကလည်းပြန်ကြိုးစားအဲ့လိုလေးပေါ့နော်။ဟုတ်ကဲ့။ဒီမုန်းတော့ကကြတော့ဒါဒီကားပေါ့နော်။ဒီမုန်းဆောက်ပြီးရောပေါင်ဝင်တဲ့ဒီအပိုင်းဆက်တဲ့ပေါ့နော်။အပိုင်းဆက်တဲ့အကုန်ဆက်နေကနေဆောက်ပြီးတော့သတိင်းထီကဒီမုန်းတော့ကရှေချတဲ့အဲ့လိုဝန်းနေချင်းနေနဲ့ပြည်နေတဲ့နေရက်တွေလိုပဲပေါ့နော်။ဟုတ်ကဲ့။ဒါမဲ့ရမုန်းကတော့ဟို character ပြီးွားလို့ရှိရင်တော့ရမုန်းပုံစံရမုန်းပြန်ပေါ့။ ဲ့တစ်ခါတလေကြာရင်တရုတ်ဆောင်နေနဲ့အဲ့လိုဆောင်းနေဖြူရဲပေါ့နော်ဝမ်းနေမှုတွေကိုခံစားမိပြီးတစ်ခါတလေကြာရင်စကားမပြောနိုင်တော့တာမျိုးခန်းထဲပြန်အောင်လို့လှဲလိုက်ပြီဆိုလို့ရှိရင်ဟိုစိတ်တကြွားသလိုလိုအဲ့လိုမျိုးဘယ်လိုနဲ့လဲစကားမပြောချင်တော့ဘွားကိုတယောက်တည်းပဲနေချင်တယ်အဲ့လိုမျိုးပေါ့နော်မူကကြံ့ပြီးတော့အာကုန်ပါအာကုန်ပါဆောင်းနေဖြူဖြစ်သွားခဲ့လို့ထင်ပါတယ်ကြာတယ်ပြန်မအောင်အဲ့လိုမျိုးမောင်းမောင်းရအောင်ခိုင်းလိုက်ပုံနေရမှာရုပ်ရှင်မနိုင်မျိုးကအိတ်ကားပြီးွားမှခင်တာအိတ်ကားရိုက်နေတဲ့အချိန်မှာတိတ်ပြီးတော့ အဲရမုံနဲ့ကျွန်တော်နဲ့စဆုံနဲ့ဇကာလည်းဖြစ်တယ်ပြီးတော့ကျွန်တော်တို့ကမူးတွေနဲ့ထည့်နေရနေ့တိုင်းမှာမူးမပါပဲရိုက်လို့ရတဲ့ရံမရှိဘူးအဲ့လိုမျိုးဆိုတော့မူးတွေနဲ့ရိုက်နေရတဲ့အခါမှာကျွန်တော်တို့ကိုမူးနဲ့ကိုငြိမ်နေကြတာများပါတယ်ကျွန်တော်တို့နှစ်ယောက်အပြင်အခြားသောညီကိုမောင်နှမတွေလည်းအဲ့တိုင်းပဲအဲ့တိုင်းပဲအဲ့လိုပဲဒါရမုံပြောမှဖြစ်မဲ့အရာပေါ့နော်ဒါကတော့ရမုံရဲ့ဒီကားထဲမှာပါတဲ့စင်းလေးတွေလှနေတယ်ဆိုတာလေဒရိုက်တာ အရေးကြီးပါတယ်။ writer တွေ DOB တွေပေါင်ဝင်တဲ့ရိုက်ပွဲသမားတွေအကုန်လုံးတယောက်မှရောမနေခဲ့ဘူး။မိုးရွာသည်ဖြစ်စေ၊မြေပူသည်ဖြစ်စေပေါ့နော်။သူတို့စ조사တာလို့ပြည်သက်တွေဒီကလောအလားပါတွေတောင်ကြီးအလားပါတွေရှမ်းပြည်နယ်အလားပါတွေပြည်သက်တွေကြည့်ရတယ်။သူကြီး၎င်းမဲ့ရမုံရဲ့ဝတ်စားတွေဆိုလဲဒါ style ပေါ့နော်။ style တွေကတည်းကတော်စ조사ထားတယ်။ပြီးတော့ကိုကြီးဆိုလဲကိုကြီးမြောက်ပေါ့နော်။သူ조사ထားတယ်။ဒါတွေအကုန်လုံးပြည်သက်တွေချပြမှာဖြစ်တဲ့အတွက်ပြည်သက်ကြီးတွေကြည့်ရတာတမ်းမဲ့ကားလို့ထင်ပါတယ်။ရမုံတို့လည်း 那他比不在底下差掉了，对对对，不在底下里面了，没那他没有。